ကျွန်မချမ်းသာကြပါသည်ကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Variant ကအားလုံးကိုကြိုဆိုပါရစေ။ဒီနေ့မှာကျွန်တော် review လုပ်ပေးချင်တာကတော့စနေနေ့ညမှာကစားမယ့် England Premier League Chelsea နဲ့ Brighton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ Chelsea ကတလုံး90နဲ့ဂိုးပေါင်းကြီးကောင်းကောင်းတည်ရင်မိပါတော့ဖွင့်ထားတယ်ပေါ့နော်။ဒါ table မှာဆို Chelsea အဆင့်6 Brighton အဆင့်14ရှိတယ်။ Chelsea ကလည်းခြေတည်ငြိမ်နေတာမျိုးမဟုတ်ဘူးဗျာ။ ချဲစီရရှင်မဘရိုက်တန်ငါးမထည့်ရထားတယ်ပေါ့နော်ကီနစင်ပြေဆောင်ခဲ့တဲ့အရင်တော့ head to head တွေကြည့်မယ်ဆိုရင်ချဲစီ၅ချိန်နဲ့တကြိမ်သေး၄ချိန်ကတော့ဒါဘရိုက်တန်အတင်းနိုင်ထားဖို့ပါတယ်ချဲစီအသင်းကတော့ဒီပွဲစဉ်ပြီးရင်ပေါ့နော်ဘန်ပီကန်နဲ့ဒါချန်ပီယံလစ်အိမ်ဝမ်းမှာကာမှုလည်းရှိတယ်ပေါ့ဗျာအချဲစီအသင်း short ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဒါအများအပြား attacking ဦးစားပေးတဲ့အတွက် goal ball တွေကြီးပဲတောက်လျှောက်ကြားထားသလိုအပြန်အလှန်ဂိုးတွေထည့်ထားတယ်တွေ့မြင်ရမှာပေါ့နော် ဘရက်ဒန်အတင်းကိုကြည့်မယ်ဆိုရင်ဘရက်ဒန်အတင်းကလည်းထိုးနည်းလည်းကောင်းပါတော့ဘရက်ဒန်အိမ်ဝင်းမှာပိုကောင်းတယ်အဝေးဝင်းမှာအလောက်တော့မဟုတ်ဘူးပေါ့နော်အိမ်ဝင်းမှာပိုကောင်းတယ်ဒါပေမဲ့လည်းချက်စီအတင်းကတော့ချန်ပီယံလည်းရှိတဲ့အတွက်နည်းနည်းသတိထားရမှာပေါ့နော်ဒိုင်ယန်နဲ့ကွဲပိုက်မှာကြည့်မယ်ဆိုရင်ချက်စီရဲ့ဖက်ချက်စီအတင်းဘက်ကတော့ကိုးဝဲလို့ပေါ့နော်ကူပါမာလေန်ဒီလာဆိုတော့နော်ဒီကစားသမားရဲ့လွဲချော်ဖို့ရှိတယ်လို့ပြထားတယ်ပေါ့ဗျာဒီဘက်ကဘရိုက်တန်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတို့ရဲ့အရေးကြီးစားသမားတွေမပါဘူးဗျာဒီပွဲစဉ်မှာဖွင့်ထားတဲ့ဝိုင်းစတူ ့ Osborne ကြီးမှာဆိုရင် Chelsea အနံကို85ပြတေးကို3.80နဲ့ Brighton အနံကို၄စပေးထားပါတယ်ကျွန်တော်ဒီပွဲစဉ်မှာ Brighton ပဲရွေးချယ်ပါတော့ Brighton တကူရသွားမလို့ထင်တယ်ဗျာ Brighton အတင်းကြိုက်တယ် Brighton နဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နောက်ထပ်တပွဲရတယ်ဒါ England Premier League ထဲရပဲဒါကတော့မြန်မာစံတော်ချိန်ပေါ့နော်ဒါ၈နိုင်ပွဲမှာပေါ့နော်ခွန် Chelsea ပေါ်နဲ့အတူတူပဲ Crystal Palace နဲ့ Liverpool ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဖန်တာကတော့ Liverpool away team က ဘလုံး၉တန်နဲ့၉ကောင်းကြီး၁၀၆၀နဲ့ဆိုမှပြေးထားတာတွေ့ရမှာပေါ့နော်ဒီပါဘူးကအဆင့်၁ခရစ်စတာဘဲလစ်ကအဆင့်၅မှာရှိပါတယ်ဟက်တူဟက်တွေကြည့်ရမယ်ဆိုလို့ရှိရင်တော့လီဗာပူးအတင်းက၅ချိန်နိုင်၃ချိန်တည်နေချိန်ကဘဲလစ်နိုင်ထားပါတယ်ခရစ်စတာဘဲလစ်ဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ခရစ်စတာဘဲလစ်ကတော့လီဗာပူးနဲ့တော့ကွန်မြူနတီတိုင်းမှာလည်းတချိန်တွေ့ထားပြီးပေါ့နော်တတ်တော့ရှောက်တာဂိုးအောက်တွေကြီးပဲဆော့ထားတာမျိုးတော့တွေ့ရတာပေါ့နော်ဘဲလစ်ကခံစစ်ကတော်တော်လေးကောင်းတာနဲ့တွေ့ရတယ်ပေါ့နော် လီဗာပူးကခြေတာအဲ့လိုမဟုတ်ပါဘူးဂိုးတွေရပြီဂိုးတွေပြန်ပြန်ပေးရတဲ့အသင်းဖြစ်တယ်ပေါ့နော်သူဆော့ထားတဲ့နောက်ဆုံးနှစ်ပွဲဆက်သုံးနှစ်ပွဲဆက်ပေါ့နော်ဒါခြေတွေရှုံးထားတာလည်းမြင်မြင်ရမယ်ပေါ့ဗျာဒီပွဲဆက်မှာဒါယန်နဲ့ပွဲပဲစင်းကိုကြည့်မယ်ဆိုရင်ဒါဒူကိုရေးရှိမယ်ရစ်ရှိမယ်ဘန်တက်ရှိမယ်ပေါ့နော်ဒီဘက်ကအာခရစ်စတာဗဲလီဖက်ကပေါ့နော်ဒါကျွန်တော်တို့ဒါအန်ဂတီကြီးရှိနေပေါ့ဗျာဒီပါဘူးမှာတော့ဒါဂျာစီချုပ်ပြီးမှဟိုအောင်မဲခံလိုက်တော့သူအနီကမိရတာပေါ့နော်သူမပါဝင်နိုင်ပါဘူး ဒါမှလည်းပူဇော်မလို့ပါနော်ကျွန်တော်ဒါ isa clan ရှိရဆိုတော့ why to all spout team မှာကြည့်ရမယ် fan palace အနိုင်ကို3.80တရေကို3.72ဒီဘာဘူးအနိုင်ကို190ပဲပေးထားပါတယ်ကျွန်တော်ကဒီပွဲစဉ်မှာ asian crystal palace body ໃຊ້ပါတယ်ပြီးရင် ဘိုးဘောင်းကတော့ကျွန်တော်အဝဲဆိုင်တယ်ပေါ့နော်နောက်ထပ်တပွဲကလည်းဒါမြန်မာစာနယ်ချင်းရှစ်နိုင်ခွဲမှာပဲကံမဲ့လစ်ယူနိုက်တက်နဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဘုံမောက်အဝေးတင်းရဲ့ level 30ဘိုးဘောင်းကြီးနှလုံး80ဆိုမှပေးထားတယ်တွေ့ရတယ်ပေါ့နော်ဘုံမောက်ကအဆင့်၄လစ်ကအဆင့်7မှာရှိတယ်ပေါ့နော်ဒီနှစ်တင်းရင်တော့တွေ့ဆုံခဲ့ဘူးတဲ့ head to head တွေကြီးမယ်ဆိုလို့ရှိရင်လစ်က၄ချိန်နိုင်တယ်နောက်ကျရင်ဘုံမောင်းနိုင်ထားတယ်တွေ့ရပါတယ်ဒီနှစ်တင်းတွေ့ဆုံခဲ့တဲ့ head to head ကိုကြည့်မယ်ဆိုလို့ရှင်လစ်က၄ချိန်နိုင်တယ်နောက်ကျရင်ဘုံမောင်းနိုင်ထားဘူးပါတယ် လစ်ယူနိုက်တက်ရဲ့အင်္ဂလန်ပရီးမီးယားလိဆော့ထားတာကြီးမှဆိုလို့ရှိရင်ဒါကသူကအဓိကခံစစ်အသားပေးပုံမျိုးဆော့တာတွေ့ရတယ်ပေါ့နော်ပရီးမီးယားလိသူဆော့ထားတာ၅ဘယ်ဆော့ထားတယ်ဗျာဘူအောက်က၃ဘယ်ဘူဘောနှစ်ဘယ်ကျထားတယ်ပေါ့နော်ဒါသူတို့နိုင်ခဲ့တာတော့ wolf ကို3-1နဲ့နိုင်ခဲ့တယ်သူဆော့ခဲ့တဲ့နောက်ဆုံးဘွဲမှာပေါ့နော်ပြီးတော့ကျွန်တော်ဘောမောက်အတင်းကိုကြီးမှဆိုလို့ရှိရင်ဘောမောက်အတင်းကတော့သူတို့ဆော့ထားတဲ့နောက်ဆုံး၃ဘယ်တော်တော်လေးကောင်းတယ်ပေါ့နော်ပေးကူရောင်တကူပဲခွင့်ပြုထားတာမျိုးလည်းခံစစ်ကိုအသားပေးထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော် ဒါဒန်ဟန်နဲ့ပွဲဖက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါဒစ်ယူနိုက်တက်ဘက်ကတော့ဖရဲရာပေါ့နော်ဖရဲရာတအုပ်လောက်လွဲချော်မယ်တဘက်ကဘောမော့ကယူနယ်ပေါ့နော်စမစ်ပေါ့နော်ဒီကစားသမားနှစ်ဦးလွဲချော်ဖို့ရှိပါတယ်ပိုင်းစုအော့စ်မှာတော့ဒါလစ်ယူနိုက်တက်က3ဇတရေကို3.20နဲ့ဘောမော့အွန်လိုင်းကို2.40ပေးထားပါတယ်ဗျာကျွန်တော်တို့ဒီပွဲစဉ်မှာလစ်ယူနိုက်တက်နဲ့ဂိုးအောက်ဆိုင်တယ်ပေါ့နော်ဘောမော့တော့နည်းနည်းတော့ကောင်းပါဒါပေမဲ့ပလစ်ကလည်းအိမ်ဝင်ဖြစ်နေတော့အေးတမမျောဝင်ရှိရလို့ကျွန်တော်တုံးတက်မိတယ်ပေါ့နော် နောက်ထပ်တစ်ပွဲကလည်းအင်္ဂလန်ပရီးမီးယားလိဂ်ကမြန်မာဆန်တော်ချိန်၁၇နာရီမှာကမဲဖောရက်စ်နဲ့ဆန်ဒါလန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဖောရက်စ်ကတလုံး၆ဖြင့်နဲ့ဂိုးပေါင်းနှလုံး၈၀ပြမပေးထားတယ်ပေါ့နော်။ ဒီနှစ်သင်းကတော့ဒါ table မှာကြီးလိုက်မယ်ဆိုလို့ရှိရင် Sandalana Sing from Forest ကအစင်စင်ငါပေါ့နော်ဒီနှစ်သင်း head to head တွေကိုကြီးရမယ်ဆိုရင် Forest ကနှစ်ချိန်နိုင်တဲ့တစ်ချိန်တည်း၄ချိန်က Sandalana နိုင်ထားတာတွေ့ရမယ်ပေါ့နော် Forest sort ထားတဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါဒီနည်းပြတစ်ပြောင်းလဲမှုရနောက်ပိုင်းမှာတော်တော်လုံးကောင်းနိုင်ဘာမှတွေ့သေးဘူးပေါ့နော်ဘူးတွေရတဲ့ခန်းသင်းကလည်းတော်တော်လေးအတက်ချင်းဦးစားပေးတယ်ပေါ့နော်ယုံနိုင်ကြီးအကုန်ပြောင်းလာတာတွေ့ရတယ်ပေါ့နော် Sandalana ကျတော့အဲ့လိုမဟုတ်ပါဘူး Sandalana သူ sort ထားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တေချာ sort တာတွေ့ရတယ်ပေါ့နော်အိမ်ငွေးတွေမှာဆိုပိုကောင်းတယ်ပေါ့အခု အဝေးကွင်းမှာတော့ဘူအောက်တွေကျထားတာလည်းတွေ့ရတယ်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wings to Osma ကျောင်းရင်းအရှင်အသင်းအနိုင်ကို85ပြားတေးကို3.70နဲ့ဆန္ဒနာအနိုင်ကို4.50ပေးထားပါတယ်။ကျွန်တော်ဆန္ဒနာဘော်ဒီနဲ့ဘူပေါင်းအောက်ကိုပဲကြိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ Forest ကဒီပွဲစဉ်ပြီးလို့ရှိရင်လည်းဒါ Magellan နဲ့ဒါ Canary လည်းရှိသေးတယ်ပေါ့နော်။ကာပြသူတို့ Blue ကိုရောမြပြီးတိကျတောင်းအောင်ပို့လို့ရပေါ့နော်။ဇာသမားတွေလည်းပြင်မှန်ပြင်မှန်နိုင်တယ်ပေါ့ဗျာ။ပြေကျွန်တော်ပြတ်ထားတာပါ။ နောက်ထပ်တပွဲကတော့စပိန်လာလီယာဘက်ကရွေးချယ်ထားပါတယ်မြန်မာစံတော်ချိန်သာ7:45မှာကမ်းမဲ့အက်တလီတီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်ရဲ့မက်ဒရစ်ဒါဘီပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ပြီးရင်တော့ချန်ပီယံလိတကူစီလက်ဆံကြမယ်ရီယယ် level 90ဂူမောင်ကြီး340ဆိုတော့ဒီထားတာတွေးရမယ်ပေါ့နော်အာတီဘဲမှာဆိုရီယယ်အစင်တစ်ဒီကိုကအစင်ဘူးမှာရှိတယ်ဒီနှစ်သင်းရင်တော့တွေ့ဆုံခဲ့တဲ့ head to head တွေကိုကြည့်မယ်ဆိုရင်ဒီကို3ချိန်4ချိန်တည်း3ချိန်ကရီယယ်မက်ဒရစ်နိုင်ထားတာတွေးရတယ်ပေါ့နော် ဒီကိုအတင်းဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါသူကလည်းခန်းစစ်ကတော်တော်လေးဆိုးနေတယ်ဗောနော်တိုက်စစ်ကတော့ဘူးတွေရပါတယ်တိုက်စစ်ကတော့ဘူးရဖို့လွယ်တယ်ဒါပေမဲ့ခန်းစစ်ကတော့ဘူးတွေပေးနေရတယ်ဗီယက်မက်တစ်အတင်းကလည်းတူတူပါပဲအတက်ကင်းဦးစားပေးတဲ့အတွက်ဗောနော်ကံဘူးတွေကတော့ဆော့ပေါ်နေတာသိရပါဒီပွဲစဉ်မှာ3လုံး49ဆိုတော့ဗောနော်ကျွန်တော်ပေးထားတာတွေ့ရတယ်ဒါရဲချော့မဲ့ကစားသမားတွေကြည့်မယ်ဆိုရင်တော့ဒါဂီမီနက်ရှိမယ် အယ်မာဒာရှိမယ်ဗောနဒါအတလီတီကိုမက်ဒရစ်ဖက်ကဆိုရင်ရီယယ်မက်ဒရစ်ဖက်ကဆိုရင်ရူဒီကာအလက်ဇန်နာအန်နိုလိုလဲချောင်းမှာဖြစ်ပါတယ်ဘိုင်းစ်တူအော့စပေါ့ချင်းမှာဆိုအင်ရှင်အနိုင်ကို2.9ဒီတရီကို3.60ဗောနရီယယ်အနိုင်ကို2.30ချောင်းမှာပြီးထားပါတယ်ကျွန်တော်ရီယယ်မက်ဒစ်ဘော်ဒီပဲစိုက်ပါတယ်ပြင်ဘူးပေါင်းအပေါ်စိုက်တယ်ဗောရတောင်းတော့ဖြစ်သွားမှာပွဲစဉ်မျိုးတော့တောင်းတာမိတယ်ဗောနနောက်ထပ်တစ်ပွဲလဲစပိန်လာလီယာမာယော့ကာနဲ့အလာဘက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်မြန်မာဆန်တော်ချင်း7နိုင်မှာကာမှာဖြစ်ပါတယ်မာယော့ကာ level 4ရဲ့ဘူးပေါင်းချင်းနှလုံး60ပြေးထားတယ်ဗောန အာအင်ရှင်အသင်းဖြစ်တဲ့မာယောကအစဉ်19ကတော့ဘက်ကအစဉ်30ကိနတင်းတွေ့ဆုံခဲ့တဲ့ head to head ကိုကြည့်မယ်ဆိုရင်ဒါမာယောက3ချိန်နိုင်တဲ့4ချိန်တည်း3ချိန်ရတော့အလာဘနိုင်ထားတယ်တွေ့ရပါမာယောက short ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှင်တော့ရှောက်ပါတော့ဒါအနိုင်ပွဲပျောက်နေတယ်ဗောဗျာပြောချင်တာတော့တိုက်စစ်ကတော့ဝူးတွေရတယ်ခံစစ်ကတော့တော်တော်ဆိုးနေတယ်တွေ့ရတယ်တင်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့တူတူချာချာပေါ့နော်ဘူအောက်တွေကြီးပဲဆော့တက်တဲ့လက္ခဏာလေးရှိတယ်ပေါ့နော်အလာဘက်အတင်းကတော့အဲ့လိုမဟုတ်ပါဘူးဝေးခွင့်ရအောင်လည်းပိုပြီးတေချာဆော့တက်တဲ့အဒီအလာဘက်ကပေါ့နော် ီပွဲစဉ်အတွက်ဖွင့်လာတဲ့ Wins 2 of Sporting မှာမာယောကာနိုင်ကို2.30တေးကို3.30နဲ့ Alavan နိုင်ကို3.40ပေးထားပါတယ်ကျွန်တော် Alavan နဲ့ကို outside ပါတယ်ဗျာ Alavan လေးမစိုးဘူးเนาะဒီပွဲမှာ Alavan တော်တော်စောင်းနေကျွန်တော်အစိုက်ထဲမှာပါတယ်ဗောနောနောက်ထပ်တစ်ပွဲကတော့ဒါကျွန်တော်ရွေးချယ်ထားတာကတော့ TVK Super League က East One Gazi Tab ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ Away Gun Gazi Tab က level 49ပေါင်းနဲ့နှလုံး60ပေးထားတယ်ဗောနောဒီနေ့တင်ရတာ table မှာဆိုအရှင်အတင်းကအဆင့်ဆက်လေးအဝေးဝန်အတင်းကအဆင့်နဲ့မှရှိတယ်ဗောနော head to head တွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ ancient အသင်းက2ချိန်နိုင်တယ်2ချိန်သေး4ချိန်အဝေးခွင့်အသင်းနိုင်ထားတာတွေ့ရပါတယ် ancient အသင်းဆော့ထားတဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုရင် Turkey စီပွားလိမ့်မှာတပွဲပဲနိုင်ထားတယ်ပေါ့နော်ဒါသူလည်းအတက်ချင်းဦးစားပေးရဆိုတော့ခံစစ်ကတော့တော်တော်လေးယူရပေါ့နော်အဝေးခွင့်အသင်းဖြစ်တဲ့ Gazi တက်ကတော့တော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာ Fonda Wines to Oswald ကြီးမှာကြီးမယ်ခွဲ ancient အသင်းနိုင်ကို3.60တေးကို3.40နဲ့ Gazi တက်အနိုင်ကို2သတော့ပေးထားပါတယ်ကျွန်တော်ဒီပွဲစဉ်မှာတော့ ဂါဇီတက်ဘော်ဒီပဲစိုက်ပါနော်ဂါဇီတက်ဘော်ဒီစိုက်တယ်ပြီးလို့ရှိရင်ဂိုးပေါင်းကကောင်းကောင်းဖြစ်သွားဖို့လည်းများတယ်ဗောနော်အဲဒါဆိုကျွန်တော်ဂိုးပေါင်းအပေါ်စိုက်ပါတယ်အားလုံးပေါင်းပြကြပါစေချမ်းသာချမ်းသာကြပါစေကျွန်တော်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်